NASA ကဟာ2024ခုနှစ်ဒီဇင်ဘာ24ရက်နေ့မှာတရောက်ခဲ့တယ်။89နှစ်မြောက်ကာလွန်မင်းလို့အမည်ပေးထားတဲ့ပရိတ်စစ်တင်မောအစ်တစ်ကိုရေးချခဲ့တာဖြစ်ပါတယ်။တမ်ဘရော်ရှေကအရာရှိစစ်တီတွေဟာ2019ခုနှစ်မတ်လမှာအဲ့ဒီစစ်တင်မောကိုစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ရရင်ကိုဒယ်ရီခွဲခြားတည်ဆောက်ပြီးရရင်ကိုဒယ်ကြီးဖြစ်တွဲဆက်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ကာလွန်အတန်းစာ135မီတာပရိတ်စစ်တင်မောဟာတမ်ဘရော်ရှေကတည်ဆောက်ခဲ့တယ်။ ။သိရရင်တွေထဲမှာအရွယ်အစားအကြီးမားဆုံးဖြစ်တယ်လို့သိရပါတယ်။တာလွန်မင်းအမည်ရှိရဲ့ free gate စက်တင်မော်ဟာအောင်စရာအမည်ရှိရဲ့ free gate စက်တင်မော်တန်စစ်သားအမည်ရှိရဲ့ free gate စက်တင်မော်တွေနဲ့နှိုင်းချိန်ရင်အရွယ်အစားနဲ့အလေးချိန်ပုံမကြည့်ပါဘူး။အဲ့ဒီတာလွန်မင်း free gate စက်တင်မော်ဟာအောင်စရာအမည်ရှိစက်တင်မော်တန်စစ်သားအမည်ရှိစက်တင်မော်တွေထက်ပေ30ပို့ရှိတယ်လို့အလေးချိန်50တန်းပို့မှုတင်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။တာလွန်မင်းအမည်ရှိရဲ့ free gate စစ်တင်မော်ဟာအလျား135မီတာ အနှံ၁၄တသမ၅မီတာအမြင့်၉မီတာရေစိုး၄တသမ၁မီတာဝန်ပြည့်အလီစိန်၃,၅၀၀တန်ရှိပြီးအမြန်နောက်တနားကြီးကိုရေမိုင်၃၀ထိပေါင်းနေနိုင်ပွဲရှိလို့သိရပါတယ်။တင်းစစ်ဝင်စားသူတို့ကဘလို့ပဲဖြစ်ဖြစ်ကောင်းတော်တွေဖြစ်တည်လာတဲ့အပေါ်မှာတော့တည်တူးရမှာပဲ135မီတာလိုမျိုး free gate စီးရင်အသေးစားကိုမိမိပြည်တွင်းမှာတည်ဆောက်ရေးစားနိုင်တယ်ဆိုတာအရှိတောင်အာရှလိုနိုင်ငံတွေအတွင်းမှာတော့တကယ်သူရဲ့ကောင်းဟီးရိုးပါပဲအထူးသဖြင့် အနောက်နိုင်ငံကအင်ဒီသင်းနိုင်ငံနဲ့အရှေ့ဘက်ကအင်ဒီသင်းနိုင်ငံတွေတမ်မလော်ရီအတွက်တော့တကယ်စိန်ခေါ်မှုကြီးတည်ရပါပဲအထူးသဖြင့်ပြည်တွင်းစစ်ကြီးကြီးကြီးမားမားဖြစ်ပေါ်နေတဲ့အချိန်မှာတော့ဒီလောက်တည်တဲ့စစ်တင်မော့ကိုကိုယ်တိုင်ထုတ်လို့ရေးချနိုင်ခဲ့တာဆိုတော့မြန်မာတမ်မလော်ရဲ့အရှေ့သွင်းရဲ့ဆောင်ရွက်ချက်ဟာအင်ဒီသင်းတမ်မလော်ရီအတွက်တကယ်ဖြုံလောက်စရာခံကြားလောက်စရာအရေးသေးပါပဲခင်ဗျာအခု135မီတာ တိစောက်ပြီးရဆိုရင်နောက်ခြေလမ်းတွေအတွက်တိတ်မခဲရင်တော့ပါဘူး။ဘာဆောက်မလဲ။ဆောက်ကျင်တယ်လေအကုန်ဖြတ်သွားပြီ။ ိုက်ခိုက်ရေးရဟရင်တင်စစ်သင်မော်တွေစောက်မလားဒရုန်းတင်စစ်သင်မော်တွေစောက်မလားဒေးတက်ကြီးရဲ့ဖြတ်သင်မော်တွေစောက်မလားအကုန်ဖြစ်လာတော့မှာပါနောက်ငါးနှစ်အတွင်းမှာကိုမြမရေတက်မတော်ဟာအရှိတောင်အာရှမှာထိတ်တန်းရေတက်မတော်အဖြစ်ကိုရောက်ရှိလာနိုင်တော့မှာပါခင်မီရဲ့တက်မတော်ကိုလည်းတိဆောက်ပါသူတီရီရဲ့လာစာနဲ့ထောက်ပံ့ဈေးပြီးပြည်စုံလုံလောက်ရေးကိုလည်းမယုတ်စိုက်ပေးပါပြည်တွင်းစစ်ကိုလည်းပြက်ပြက်တသားနဲ့အမြန်ခြုံငိမ့်စီဆောင်ရွက်ပါခင်ဗျာဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။တောင်ကျိုးပုံစံတည်ဆောက်မှု ရေဒါလှိုင်းစုံစည်းတွေကြောင့်ရန်သူရဲ့ရေဒါကနေဖမ်းယူမှုခက်ခဲတာကြောင့်ကော်ပြောင်ဖရေဂိတ်တို့တင်စားထားခြင်းဖြစ်ပြီးတော့အတိတ်ကကြတဲ့ကိုတဲကိုပြည်တွင်းမှာပဲတိစောက်ကအကောင်းဆုံးလက်နဲ့စနစ်တွေနဲ့ခြေချောင်းဆိုင်ရာစနစ်တွေကိုပေါင်းဆက်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။တာလော်မင်းလို့အမည်ပေးခဲ့တဲ့ဖရေဂိတ်ကိုပြောင်ဖရေဂိတ်စင်ရင်ကဂျင်းကုန်တင်ပေါ်တိုက်ဖြည့်ရေးပြင်းမြေပြင်တိုက်ဖြည့်ရေးဝေဟင်တိုက်ဖြည့်ရေးအီလက်ထရောနစ်တံမြန်တိုက်ဖြည့်ရေးစားတဲ့စွမ်းဆောင်ရည်ပြုလုပ်နိုင်ွယ်ရှိရဲ့လက်ဆောင်သုံးဖရေဂိတ်စည်ရင်ဖြစ်ွယ်ရှိနေပါတယ်။ ကာလွန်မင်းအမိပေးခဲ့တဲ့ဖရိတ်ဂိတ်စစ်တင်ပေါ်မှာလက်နေစနစ်အပြည့်စုံတက်ဆင်ထားတာမျိုးမရှိသေးပေမဲ့အများညော်လင်းစောင့်စားနေရင်တောင်ပိုင်းပြည်လောစနစ်ပဝင်လာဝယ်ရှိရလို့သိရပါတယ်။ဒါပြင်ကာလွန်မင်းအမိရှိရဲ့135မီတာဖရိတ်ဂိတ်စစ်တင်ပေါ်စီမှာတောင်လိုက်ပြည်လောစနစ် VNS စနစ်66လုံးပဝင်ရရှိရလို့သတင်းတွေဖတ်ပေါ်နေပါတယ်။ကာလွန်မင်းအမိရှိရဲ့ဖရိတ်ဂိတ်စစ်တင်ပေါ်စီမှာလက်နေစနစ်အပြည့်စုံတက်ဆင်ထားတာမျိုးမရှိသေးပေမဲ့ရှေတက်တုံးပင်မအမြောက်လက်နဲ့အနေနဲ့ကမ္ဘာကျော်အီတလီတို့ OTOMI လာရအမျိုးစားဒေတာ386မမအမြောင်အနည်းကချိန်မုံရေလက်နဲ့စနစ်အဖြစ် AK စစ်တာတီ TIWS အမျိုးစားလက်နဲ့စနစ်တက်စင်အသုံးပြုပဲရှိနေပါတယ်။ AK စစ်တာတီအမျိုးစားအနည်းကချိန်မုံရေလက်နဲ့စနစ်ဟာတမင်းနေကိုကြီး9000တောင်းနှုံးထိပြည့်ခတ်နိုင်တဲ့6ပြောင်းတွဲမြန်နှုံမြင့်ဆက်အမြောက်တွေဖြစ်ပါတယ်။ဒါပြင်အနိုင်ပြန်မြန်နှုံနဲ့လျင်တဲရင်တွေကိုပြည့်ခတ်နိုင်ဖို့လျင်ပြည့်စက်တက်မြတ်ဈေးဝေးကိုလည်းတက်စင်ပွဲရှိပါတယ်။ ကာလောမင်းအမည်ရှိရဲ့ပြည်တွင်းတုတ်ဖရိတ်ကိတ်စစ်တင်မောကြီးမှာရေတာကရော့စက်ရှင်ကိုရှော့ချနိုင်အောင်ကိုပြောင်စနစ်အပြင်ကဲမီကာမွန်နဲ့ရေတာစနစ်တွေစင်စာစနစ်တွေတက်ဆင်ထားပါတယ် KH35E အမျိုးအစားတင်မောဖြတ်တောင်းစီစနစ်အာဘီယိုစက်တောင်ဆက်အမျိုးအစားရေငုပ်တင်မောဖြတ်ရော့ကက်လောင်ချစနစ်တွေလည်းတက်ဆင်ပွဲရှိလို့သိရပါတယ်ကာလောမင်းအမည်ရှိရဲ့ပြည်တွင်းတုတ်ဖရိတ်ကိတ်စစ်တင်မောကြီးမှာ M2 Brown နဲ့စက်တနက်တွေတော်ပီဒိုစနစ်တွေကိုလည်းတက်ဆင်အသုံးပြုပဲရှိနေပါတယ် ရေကဲစီရင်မှာမြေပြင်ရေပြင်ဝဟင်ပြင့်မှတ်တွေကိုရှားပွေဖော်ထုတ်နိုင်ပေဒူဒီ 3D သဲရေဒါတွေကိုတက်စင်မှာဖြစ်တယ်လို့ပြေခတ်မှုထိန်းချုပ်ရေဒါစနစ်ရေဒါထောက်လည်ရေးဆိုနာတို့ကိုလည်းမဖြစ်မနေတက်စင်ထားဝယ်ရှိနေတယ်လို့သင်္ဘောဖြတ်ဒုံတွေကိုကာကွယ်နိုင်ဖို့ဒီကွိုင်းလောင်ချာစနစ်ကိုလည်းတက်စင်ဝယ်ရှိနေပါတယ်။ဆာလမင်းအမည်ရှိရဲ့ပြည်တွင်းတုပ်ဖရိတ်စစ်သင်္ဘောကြီးဟာမြန်မာနိုင်ငံရှိစစ်သင်္ဘောတွေထဲမှာဒေသောင်းရံကာကွယ်စနစ်တွေထောင်လိုက်ပြတ်လို့တဲ့ဒုံကြီးစနစ်ကို စစ်တင်မောဖြစ်လာပဲရှိနေပါတယ်။ကာလွန်မင်းအမည်ရှိရဲ့ပြည်တွင်းတုတ်ဖရီးဂိတ်စစ်တင်မောကြီးမှာ FC802 အမည်ရှိရဲ့တင်မောဖြက်ဒုံးကြီးစနစ်တွေလည်းတက်စင်ကောင်တက်စင်ဝင်ရှိရလို့သတင်းတွေကဖော်ပြထားပါတယ်။ကာလွန်မင်းအမည်ရှိရဲ့ပြည်တွင်းတုတ်ဖရီးဂိတ်စစ်တင်မောကြီးမှာရဟတ်ရင်စင်းသက်ပြတ်တန်းနိုင်အောင် flight deck ပါရှိကတူလောင်ယုံပါထက်သွင်းတိဆောက်ထားရအောင် KA28 အမျိုးအစားရဟတ်ရင် S100 အမည်ရှိရဲ့မောင်းသူမဲ့လေယာဉ်တွေကိုလည်းတင်ဆောက်နိုင်ဝင်ရှိနေပါတယ်။မြန်မာနိုင်ငံရဲ့အင်းကြီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ရေဒါသင်းမောတွေမှာထောင်လိုက်ပြလို့တဲ့ဒုံးစီစနစ် VLS တွေတက်ဆင်ထားတဲ့စစ်သင်းမောတွေတက်ဆင်အသုံးပြုတာတွေရှိနေပါတယ်။နောက်တော့တခုနှစ်မှာစတင်ခဲ့မြန်မာရေတပ်ခင်မီတိုးတက်ရေးအစိတ်ပိုင်းဖြင့် free gate စစ်သင်းမောကိုတင်ဆောင်ခဲ့ပြီးတော့ pressure india တရုတ်နဲ့အနောက်နိုင်ငံကဆက်လက်နဲ့ပစ္စည်းထုတ်လုပ်သူတွေနဲ့ပူးပေါင်းကောင်းရေတွေမှာကိုပိုင်စစ်သင်းမောတွေတည်ဆောက်ဖို့စူပန်းခဲ့ပြီးရေတပ်စွမ်းရည်ကောင်းမွန်ဖို့နဲ့ခင်မီမှုမရှိတဲ့စစ်သင်းမောတွေနေရာမှာစစ်သင်းမောအစ်စ်တွေနဲ့အစားထိုးတာတွေလုပ်ဆောင်ခဲ့ပါတယ်။ မြမရေတာရေတက်ခင်မီတိုးတက်ရေးစိတ်ပိုင်းဖြင့်ပြည်တွင်းမှာစစ်သည်မော်တွေတိဆောက်ရေးအစီအစဉ်ကိုစတင်လှုပ်ဆောင်ခဲ့ရ။ဘရိတ်ဂိတ်စစ်သည်မော်6စင်းကိုပြည်တွင်းမှာတိဆောက်ထားနိုင်တယ်လို့တက်လက်နဲ့သတင်းတွေကိုဖော်ပြနေရင်အာမေရီကန်နိုက်ဇေးရှင်းသတင်းဌာနကဖော်ပြထားပါတယ်။မြမရေတာဟာ2017ခုနှစ်မှာအောင်စရာအမေရှိရဲ့ဘရိတ်ဂိတ်စစ်သည်မော်2012ခုနှစ်မှာကျန်စစ်သားအမေရှိရဲ့ဘရိတ်ဂိတ်စစ်သည်မော်တွေတိဆောက်ခဲ့ပြီးတော့ကျန်စစ်သားစစ်သည်မော်ကမြန်မာနိုင်ငံရဲ့ပထမဆုံးကိုပြောင်ဘရိတ်ဂိတ်စစ်သည်မော်ဖြစ်ခဲ့ပါတယ်။ မြန်မာရေတပ်တင်မောခြင်းကို1998ခုနှစ်မှာတရုတ်နိုင်ငံအကူအညီနဲ့တည်ဆောက်ခဲ့ပြီးတော့မြန်မာရေတပ်အင်ဂျင်နီယာအများအပြားကိုတရုတ်နိုင်ငံရုရှားနိုင်ငံတို့ကလေ့ကျင့်သင်ကြားပေးကြပြီးရှိခဲ့ပူပါတယ်။မြန်မာရေတပ်ကပြည်တွင်းမှာကိုယ်ပိုင်တည်ဆောက်ခဲ့တဲ့တာလွန်မင်းတို့အမည်ပေးခဲ့တဲ့ Frigate စစ်တင်မောအသည်ဟာမြန်မာပြည်နယ်ပြင်အတွင်းတမန်ယိုးကြနဲ့တမန်ယိုးကြမဟုတ်တဲ့ခြင်ဆောင်မှုတွေကိုကာကွယ်တားဆီးတိုက်ပွဲဝင်နိုင်ခြင်း၊ကင်းလှည့်ထောက်လှမ်းခြင်း၊အကြမ်းဖက်ဖွဲ့စည်းပြီးကျူးကျော်မှုတွေကိုတိုက်ဖြတ်ခြင်းတွေကိုလှုံ့ဆော်ပေးနိုင်ွယ်ရှိနေပါတယ်။ ဒါပြင်ဒေပြင်းနဲ့မိတ်ကားွယ်ချင်းမိမိနိုင်ငံပိုင်နဲ့ပင်လယ်ပြင်ကိုထိန်ချုပ်ချင်းလူသားချင်းစာနာထောက်ထားရှောက်ပေးကယ်ဆယ်ရေးလုပ်ငန်းတွေကိုလောက်ဆောင်နိုင်ပွဲရှိနေပါတယ်။ဘလိုဝင်ဆိုနေစေကမူမြန်မာရေတဟာတောင်လိုက်ပြက်လွတ်မဲ့တုံးစီစနစ် VNS တွေကိုတက်ဆင်နိုင်မဲ့ကိုပြော့ frigate ရှင်ကိုပြည်ထဲမှာတည်ဆောက်နိုင်ခဲ့ခြင်းကတော့ဆိုရင်မူဖြစ်စေခဲ့ပြီးတော့မြန်မာရေတပ်ဖွံ့ဖြိုးတိုးတက်မဲ့အလားအလာကောင်းတွေကိုပြသလိုက်တာမျိုးလည်းဖြစ်ပါရဲ့ရှင်